်မင်္ဂလာညချမ်းပါရှင်ဧပြီလ3ရက်အင်္ဂါနေ့ကန်ဒရော့ဝတီတိုင်းသတင်းဌာနရဲ့ရုပ်သံသတင်းကိုတင်ဆက်ပေးပါရမယ်ဘောလကဲဝမ်မလန်တက်စခန်းကိုမနေ့ကမက်လ33ရက်နေ့မှာတော်လန်ကြီးတပ်ဖွဲ့တွေဖက်ကသိမ်းပိုက်ရရှိခဲ့ပါတယ်တိုင်းဂရင်းနီနဲ့ဆက်ကဆစ်ဆောင်စခန်းတနေရာမှာဆဲသေးကောလိပ်ချောင်းစင်ပွဲပြုလုပ်ခဲ့ပါတယ်ရောင်ရွှေမြို့နယ်မှာနေရက်အတွင်းစစ်ကောင်စီရဲ့ဒရုန်းနဲ့လက်နက်ကြီးကြောင့်နေအိမ်၃လုံးထိခိုက်ပျက်စီးခဲ့ပါတယ်။ ရှာတော်မြို့နယ်မှာတောင်ယာမီးရှို့ပွဲကိုစတင်ပြုလုပ်နေကြပါတယ်။စားရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဘောလခဲမြို့နယ်အတွင်းကစစ်ကောင်စီတပ်ရဲ့စစ်ဗျူဟာအခြေချသက်ဖြစ်တဲ့ဝမ်မလန်သက်စခန်းကို မနေ့ကမတ်လ30တရက်နေ့မှာတော်လန်ကြီးပူပေါင်းတပ်ဖွဲ့တွေကတိုင်ပိုင်ရရှိခဲ့ပါတယ်။မတ်လ28ရက်နေ့မနေ့6နာရီမှာစတင်ကနှစ်နာရီခွဲကြာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့တိုက်ပွဲအတွင်းခေယံရော့နေလာမှုကြောင့် ော်လရင်တပ်ဖွဲ့တွေဖက်ကပြည်လဲဆုတ်ခွာခဲ့ပြီးမဲ့မတ်လ30ရက်နေ့မှာစစ်ကောင်စီတပ်ကလည်းစခန်းကနေဆုတ်ခွာသွားခဲ့တယ်လို့ KA စစ်ရေးချုပ်ဘူမူဂျီဘုံနိုင်ကပြောပါရယ်စခန်းကိုဝေရောက်ရှင်းလင်းချိန်မှာတော့စစ်ကောင်စီဖက်ကအလောင်းလေးလောင်းတွေ့ရှိခဲ့ပြီးလက်နက်ခဲယမ်းတချို့ကိုသိမ်းဆီးရမိခဲ့တယ်လို့လည်းဆိုပါရယ်ဝမ်မလန်တိုက်ပွဲအတွင်းမှာတော့တော်လရင်ပူပေါင်းတပ်ဖွဲ့ဖက်ကတအူးကြဆုံခဲ့ပြီးဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ဘောလခဲမြို့နဲ့ရွာသိမ့်မြို့ကြားမှာတည်ရှိတဲ့ဝမ်မလန်သက်စခန်းဟာဘောလခဲမြို့အတွက်ကင်းထောက်စခန်းအဖြစ်တည်ရှိခဲ့တာဖြစ်တယ်လို့ဘူမူချီဘုံနိုင်ကပြောပါတယ်။လက်ရှိမှာတော့ရွာသိမ့်မြို့ကိုတော်လရင်တပ်ဖွဲ့တွေကတင်ပရရှိထားပြီးမဲ့မြို့အပြင်ဖက်မှာတော့စစ်ကောင်စီရဲ့မိုင်းထန်ကကင်းစခန်းရှိနေဆဲဖြစ်ပါတယ်။ဘောလခဲမြို့မှာလည်းမက်လာ၁၉ရက်နေ့ကစလို့တော်လရင်တပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဒီကနေ့အချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာတော့နှစ်ဖက်ထိခိုက်ကြဆုံမှုလည်းရှိနေတယ်လို့ဗိုလ်မှူးကြီးဘုံနိုင်ကပြောပါတယ်။ Time Greenie နဲ့စက္ကန့်ဆက်ဆောင်စခန်းတနေရာမှာဖွင့်လှစ်ထားတဲ့ဆက်သေးကောလိပ်ကြောင့်ကျောင်းဆင်းပွဲအခမ်းအနားကိုမနေ့ကမက်ရှလာ30ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။အဲ့ဒီကျောင်းဆင်းပွဲအခမ်းအနားမှာတော့ကျောင်းသူကျောင်းသား30ဦးကနေကျောင်းပြင်းမြောက်ခြင်းလက်မှတ်ကိုရယူခဲ့ပါတယ်။အခမ်းအနားမှာတော့ကျောင်းသူကျောင်းသားတွေကွန်ပျူတာချင်းတီးဆိုတာ ကျောင်းပြမြောက်ကျောင်းလက်မှတ်ပေးအပ်တာစုချီမြစ်တာစတဲ့အစီအစဉ်တွေကိုပြုလုပ်ခဲ့ပါတယ်။အခမ်းအနားကိုတော့ Greeny ကောင်းဆောင်ကြီးတွေကျောင်းသူကျောင်းသားတွေမိဘပြည်သူတွေအပါအဝင် စုစုပေါင်းလူဦးရေ300ကျော်ပါဝင်တက်ရောက်ခဲ့ပါတယ်။စေတဲကောလိပ်ကျောင်းဟာပြီးခဲ့တဲ့2023ခုနှစ်ဇူလိုင်လ12ရက်နေ့မှာစစ်ကောင်စီရဲ့လေကြောင်းဘုံကျဲမှုကိုခံခဲ့ရတဲ့ကျောင်းဖြစ်ပါတယ်။ဘုံကျဲတိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်းစာတင်ကျောင်းရဲ့အဆောက်အုံတွေပြည့်စည်ခဲ့ပြီး သောတောင်ထဲမှာအခက်ခဲတွေနဲ့ဆက်လက်ရည်တည်ခဲ့ရတဲ့စာတင်ကြောင်းလေးဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်မှာစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ဒရုန်းပစ်ခတ်တိုက်ခိုက်မှုကြောင့်နေ့ရက်အတွင်းမှာပြည်သူနေအိမ်၃လုံးထိခိုက်ပျက်စီးခဲ့ရပါတယ်။တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲနဲ့မတ်လ30ရက်နေ့နဲ့30ရက်နေ့တွေမှာစစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံပြည်သူ့ဆက် PNA တို့ကနေပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ ပြစ်ခတ်တိုက်ခိုက်ခံရတဲ့ခြေရွာတွေမှာတော့ပြည်သူတွေနေထိုင်မှုမရှိတာကြောင့်လူအထိခိုက်တော့မရှိဘူးလို့အင်းဒီဒေတာလူအခွင့်အရေးလှုပ်ရှားသူတူကပြောပါရယ်မက်လ30ရက်နေ့မှာစစ်ကောင်စီကအင်းလင်းတောက်ဖက်ချမ်းမှာရှိတဲ့ဘုရားတောက်ခြေရွာကိုဒရုန်းနဲ့ပုံကျဲတာတနေ့ကြီးပြစ်ခတ်တာချောင်းကျိတ်အထိ ပြုလုပ်ခဲ့ပြီးလူနေအိမ်တလုံးထိခိုက်ပျက်စီးခဲ့ပါရယ်မနေ့ကမက်လ30ရက်နေ့မှာလေရီပူကြီးရွာကိုလက်နဲ့ကြီးအပါအဝင် ဒရုန်းနဲ့ရှစ်ကြိမ်ပုံကျဲခဲ့တာကြောင့်နေအိမ်နှလုံးထပ်မံပျက်စီးခဲ့တယ်လို့အင်းလီဒေတာလူအခွင့်အရေးလှုပ်ရှားရေးအဖွဲ့ကထုတ်ပြန်ပါတယ်အလားတူပြီးခဲ့တဲ့မတ်လ24ရက်နေ့ညနေပိုင်းမှာလေဖျားပေါင်ရွာရက်ွက်3ကိုဒရုန်းဘုံတီ120မမနဲ့ကျဲချတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ရှာရုံမြို့နယ်တနီအားဖြင့်ဆိုမိုဖေးဆိုးလေးမြို့နယ်ထဲကကျေးရွာတရွာမှာပြီးခဲ့တဲ့မတ်လ29ရက်နေ့ကတောင်ယာမီးရှို့ပွဲကိုစတင်ပြုလုပ်ခဲ့ပါတယ်။ လာမယ့်နှစ်တွေအတွက်သီးနှံတွေစတင်စိုက်ပျိုးဖို့ပြင်ဆင်နေကြပြီးဥစွာပေါရမီးရှို့မှုကိုစတင်ပြုလုပ်နေကြတာပါ။မိုးရသည်ရောက်တာနဲ့ဒီနဲ့တွေစိုက်ပြလို့ရအောင်ဆိုပြီးတောင်ရမီးရှို့မှုကိုစတင်ပြုလုပ်တာဖြစ်တယ်လို့ဒေသခံအမျိုးသမီးတဦးကပြောပါရယ်ဒေသခံအများစုကတော့ဇာဝနေရေးအတွက်တောင်ရလုပ်ငန်းကိုလုပ်ကင်ကြပြီးစပါးနန်းတို့ကိုအဓိကထားစိုက်ပြကြတာပါ ီးခဲ့တဲ့နှစ်ကမိုးသည်ထန်စွာရွာသွန်းခက်ပြီးရေကြီးမှုကြောင့်ဒေသခံတွေစိုက်ပျိုးထားတဲ့ဒီနန်တွေရေလွှမ်းခက်ပြီးပျက်စီးမှုအများပြားခဲ့ပါတယ်။တောင်ယာစပားလည်းပြက်စီမှုရှိခဲ့တာကြောင့်ဝမ်းရည်ဖူလုံမှုမရှိဘူးလို့ဒေသခံတွေကပြောပါရယ်။လက်ရှိဆိုမိုဖေဆိုလေးမြို့နယ်မှာတော့စံတအိတ်ကိုသသိန်း1000ကျပ်ပေးဝယ်ရပါရယ်။ ရှာရုံမြို့နယ်မှာတော့ကျေးရွာပေါင်း28ရွာရှိပြီးအုပ်စု၄စုရှိပါတယ်။အခြေပေါင်း900ကျော်ရှိပြီးလူဦးရေ8000ဝန်းကျင်ရှိပါတယ်။ Control with the time ရဲ့ရုပ်သံသတင်းကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျန်းမာဘေးကင်းပြီးလို့အင်စနာပြေဝကြပါစေရှင်။ကျမမွန်ညားမှာပါ။